ပလောင်မြို့နယ်ပလောင်မြို့ဝန်ကျင်မှာနိုဝင်ဘာလ28ရက်နေ့ည7:00နာရီဝန်ကျင်လောက်ကငလျင်လှုပ်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ပလောင်မြို့ပြင်ပူကြီးကျေးရွာအုပ်စုနဲ့ကြောင်လုံးကြီးကျေးရွာအုပ်စုမှာရှိတဲ့ရွာတချို့ကငလျင်လှုပ်သွားတာကိုတတိထားမိလိုက်ကြတယ်လို့ဒေသခံတွေကဆိုပါဗျ။အဲဒီနေရာတွေဟာ DA တော်ထိန်သိမ်း area ကျိုးပြင်ကောက်ွက်တော်သတ်မှတ်ထားတဲ့နေရာတချို့ပါဝင်ပြီးပင်လယ်ထွက်ပေါက်ရှိတဲ့ကမ်းရိုးတန်းဒေသတွေဖြစ်ကြပါဗျ။ နွေဝလာ28ရက်နေ့ညကငလင်လောက်တာနဲ့ပတ်သက်လို့တနင်္လာရီတိုင်းကတခြားမြို့နယ်တွေမှာကြုံတွေ့ရတာရှိမရှိကိုတော့မသိရသေးပါဘူး။ စစ်ကောင်မရှင်လာအောင်မှာရှိတဲ့မွလိဝတ္တနဲ့ဇလဗေဒညင်ကြားမှုဦးစီးဌာနကတော့နိုဝင်ဘာလ28ရက်နေ့ည7:00နာရီဝန်းကျင်ကကဘာအင်းမြင်ငလျင်စခန်းကနေမိုင်900ကျော်အကွာအင်ဒိုနီးရှားနိုင်ငံမြောက်ဆူမာဒရာကျွန်းအနီးပင်လယ်ပြင်မှာအနက်39ကီလိုမီတာလောက်ကိုဗဟိုပြုပြီးအင်အားရေတာစကေး6.3အဆင့်ရှိတဲ့အင်အားပြင်းမြင်ငလျင်တစ်ခုလှုပ်သွားတာကိုတိုင်းထွာရရှိထားတယ်လို့ဖော်ပြထားပါတယ်။